ရောင်းချခြင်းကိုတင်ဘလို့ထင်တယ်လဲဟုတ်ပြီနော်ကဲဒါအယောင်းလို့ပြောလိုက်ကိုဘလို့မြင်တယ်လဲဘလို့ထင်တယ်လဲဘလို့ရှုမြင်တယ်ဟုတ်ပြီလားဘာကြောင့်လဲဆိုတော့တချို့ကအယောင်းလို့ပြောလိုက်ရင်မယောင်းခြင်းမူလို့ရောင်းရမှာရှက်တယ်လို့ဒါကြတော့ရောင်းချတဲ့သူဘက်ကဝယ်ယူသူဘက်ကလည်းလာရောင်းမအောင်ကြောက်ကြတယ်လို့အယောင်းမခံကျင်ကြဘူးလို့လာရောင်းမဲ့သူလာရင်ထွက်ပြေးတာလို့ပြောလို့နော်အတင်းရောင်းခံရရင်လည်းသူတို့ကမကြိုက်တယ်လို့ကိုကရောင်းရမယ်ဆိုလို့ရှိရင်လည်းတခါတလေမှာ နော်ဟိုရှက်တာရှိလိမ့်မယ်ကြောက်တာရှိလိမ့်မယ်ယုံကြည်မှုမရှိတာရှိကောင်းရှိနိုင်တယ်အဲ့ဒီတော့အခုနားထောင်နေတဲ့သူတွေကပြောကြည့်ကြည့်ပါအောင်နော်စေးဆိုတဲ့အယောင်းကိုကိုဘလို့ထင်တယ်လဲအယောင်းလို့ပြောလိုက်ကိုခေါင်းထဲမှာဘာပေါ်လာဘလို့မြင်တယ်လဲအဲ့တော့ထင်တာတွေမြင်တာတွေထဲမှာခွဲလိုက်ရင်တော့ negative ရှိတယ် positive ရှိတယ်လေဟုတ်တယ်အယောင်းလို့ပြောလိုက်ရင်တချို့က positive မြင်တယ်ယောင်းအောင်ယောင်းချခြင်းဆိုတာကောင်းတာပေါ့ တချို့က negative မြင်တယ်ရောင်းတယ်ဆိုတော့မကောင်းဘူးเนาะအဲ့တော့ဒီကမိတ်ဆွေတွေကဘယ်လိုမျိုးကိုတင်တယ်လဲ sales လို့ပြောလိုက်ကိုယ့်ရဲ့အမြင်အပါလေလူအများစုရဲ့အမြင်အပါဘယ်လိုမျိုးတွေမြင်ကြလဲအယောင်သမားဆိုရင်သူတို့တွေဘယ်လိုမြင်ကြလဲเนาะပြောကြည့်ကြည့်ပါโอเคဟုတ်ပြီဝင်းလေးမျှဝေပေးပါအောင်โอเคฮัลโหลโอเคပါဆရာဒီမှာတော့ရောင်းချခြင်းကိုဟို အဲသူများများကဝိုက်သူတွေကလည်းသူတို့ရဲ့လိုအပ်တဲ့အလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မယ်။ကိုရီးယားလည်းရောင်းဝယ်တဲ့အခါကျရင်ကိုရီးယားလည်းပြင်မယ်ပေါ့။အဲ့ဒါဆိုတော့နှုံးနှစ်ဖက်အဆင်ပြေစေလို့အပြည့်စုံပြည်စီတဲ့အတွက်ရောင်းချခြင်းကိုအကျိုးရှိရလို့မြင်ပါတယ်ဆရာ။ဟုတ်ပါတယ်။ Okay ရန်ကောင်းပါတယ်နော်ဝင်လီကျေးဇူးတင်ပါတယ်။ဟုတ်တယ်ရောင်းချခြင်းဆိုတာဒါအကျိုးရှိစေအကျိုးရှိစေဖို့ဖြစ်ရမယ်။ ဘသူအတွက်လဲဆိုတော့ရောင်းသူအတွက်ကောဝယ်သူအတွက်ကောအကျိုးရှိသေးဈေးသော process တစ်ခုလို့မြင်တယ်။ဒါလည်းအရန်ကောင်းတဲ့မှန်ကန်တဲ့အမြင်ပဲနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီဘက်မှာ sales ဈေးဆိုတာလေးကိုမသွားခင်မှာကျွန်တော် sales နဲ့ပတ်သက်တဲ့ mindset ကိုထင်ထားတဲ့ထင်ကိုမြင်ထားတဲ့အတွေ့ပေါ့။ဒါကအရန်အရေးကြီးအောင်။နောက်တစ်ခုကဘာလဲဆိုတော့ဒီကသူတွေအနေနဲ့ customer မျိုးစုံတွေ့ရ အယောင်းကိုနှစ်သက်တဲ့အယောင်းကိုအကောင်းမြင်တဲ့ customer တွေနဲ့လည်းတွေ့နိုင်တယ်လို့အယောင်းကိုအကောင်းမမြင်တဲ့နော် customer တွေနဲ့လည်းတွေ့နိုင်တယ်နော်ရောင်းချခြင်းကိုမကောင်းတဲ့ဘက်ကမြင်တဲ့သူတွေနဲ့လည်းတွေ့ကောင်းတွေ့လာနိုင်တယ်ဒါကြောင့် sales sales ကိုမှန်ကန်စွာမြင်နိုင်တဲ့အမြင်မှန်ကြီးအရန်လိုအပ်တယ်ဟုတ်ပြီနော်ကဲကျေးဇူးတင်ပါတယ်နောက်တစ်ယောက်မျှဝေကြည့်ကြည့်ပါလားရောင်းချခြင်းကိုကိုယ်ကဘယ်လိုမြင်လဲသင်္ကြန်ပါဆရာကဲပြောကြည့်ပါကျော် ။ဟောရောက်ထခြင်းဆိုတာလူလူတွေကိုလည်းကူညီရပြီးတော့ပို့တော့လည်းအကျိုးရှိပြပါတယ်။ဟောမျိုးတော့အဲ့လိုမြင်ပါလား။သူတို့လည်းသူရဲ့လိုအင်တွေသူတို့ရဲ့လိုအချက်တွေကိုလည်းကူညီရရောက်တဲ့ကို့အတွက်လည်းအကျိုးရှိတယ်လို့မြင်တယ်ဆရာရောက်ထခြင်းရတယ်။ဟုတ်ကဲ့။သူတို့ကိုကူညီရရောက်တယ်လို့ထင်တယ်ဆရာ။ယေရှုတင်ပါတယ်။ကဲဒါဆိုရင်ဒီအားလုံးပါเนาะဒါအယောင်းပေါ်မှာဒါမှန်ကန်တဲ့ positive ဘက်ကနေ များကြတာဖြစ်ပါတယ်เนาะဒါကြောင့်လည်းဒီအယောင်းတန်းန်းကို လာရောက်ပြီးတော့ join တာပေါ့เนาะဒီ mindset ကလေးတွေကတကယ်ပဲအဲ့လိုမျိုးအစစ်အမှန်ရှုမြင်တတ်ဖို့လိုအပ်လိုအပ်တယ်เนาะအဲ့တော့ကျွန်တော်ပတ်ဝန်းကျင်မှာပေါ့ဒီခါကိုမြင်တာမဟုတ်ဘဲနဲ့ပေါ့เนาะ channel တွေလည်းဝင်ပြောကြည့်လို့ရတယ်ကိုမြင်တာမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ကလူတွေဟာအယောင်းလို့ရောင်းမယ်လို့ရောင်းချခြင်းလို့ကြားလိုက်ရင်သူတို့တွေကရောဘယ်လိုမျိုးတွေမြင်ကြဘယ်လိုအတန်တွေပို့ချရလဲအယောင်းနဲ့ပတ်သက်လာတယ်ဒီတကကိုအမြင်မဟုတ်လူအများရဲ့အမြင်ကိုကိုဘယ်လိုထင်လဲ ပြောင်းချခြင်းအဲ့တော့ negative words တွေရှိတယ်။ဘာနဲ့တက်ဆိုင်တာလဲဆိုတော့အယောင်းနဲ့တက်ဆိုင်တဲ့အပြတ်တဘောဆောင်သောစကားလုံးတွေပဝင်းကျင်မှာကျွန်တော်တို့ကြားရတယ်နော်။အများရန်ထိတွေ့ရလိမ့်မယ်ကြားရလိမ့်မယ်။အကောင်ဘက်ဆိုတာတဘာတွေပို့ပြီးတော့တွေ့ရလိမ့်မယ်ဆိုတော့ negative words တွေတွေ့ရလိမ့်မယ်။ဘာလေးတွေလဲဆိုတာကြည့်ကြည့်ရအောင်။ကဲနေပထမတစ်ခုကဘာလဲလဲ။အတင်းထိုးရောင်းနေအယောင်းဆိုရင်တချို့ကအတင်းထိုးရောင်းနေလို့။အယောင်းသမားတယောက် နဲ့စကားပြောရမှာတချို့ကကြောက်တယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုအတင်းရောက်မှာဆိုလို့နော်။အဲ့တော့အတင်းထိုးရောက်နေလို့မြင်တဲ့အမြင်တွေဆိုတာလည်းရှိတယ်။အဲ့ဒီစကားအယံများတယ်အယောင်သမားတွေကနော်။ရောင်းမဲ့သူကစကားအယံများတယ်လို့မြင်ကြတယ်။အဲ့တော့နော်တိတ်မကြိုက်ကြဘူးပေါ့။ဒါ negative မြင်တဲ့အမြင်။နောက်တစ်ခုကအယောင်လို့ပြောလိုက်ရင်ဂျင်းထဲတယ်။ဂျင်းထဲတာခံရတတ်တယ်လို့နော်။တစ်ခုခုလာပြီးတော့ဟိုအယောင်နဲ့ပတ်သက်တဲ့စကားလုံးတွေသုံးပြီး ဆွဲဆောင်ပြီးမျှဝေပြီး product အကြောင်းပြောပြီးဆိုလို့ရှိရင်ဒါငါတို့ကိုဂျင်းထဲနေတာဆိုပြီးတော့စိတ်ရဲ့အခံကပေါ့နော် negative ဘက်ကိုမြင်တာတွေပို့ပြီးတော့များကြားဘူးလေမလားဒီလိုမျိုးလေးတွေနော်နောက်မယိုးသားဘူးနော် sales လုပ်နေတဲ့သူတွေကမယိုးသားဘူးဒီလိုမျိုးတွေလည်းပြောကြတယ်ဟုတ်ပြီလျှောက်ပြောနေတာနော်တချို့ဆိုဂျဘိုးလေးဖျောင်ပြောတယ်လို့တောင်ပြောတယ်လျှောက်ပြောနေတာပါသူတို့တွေကအဲ့တော့မယုံရဘူးပေါ့ okay အဲ့နောက်ဘယ်လိုစကားမျိုးလေးတွေရှိတယ် နော်အခုဒီမှာတော့ကျွန်တော်စပြီးတော့ sharing လေးလုပ်ထားတာလေးဒီစကားလုံးလေးဗာလေးတွေပါသေးတယ်အပြတ်သဘောဆောင်သောစကားလုံးနေနော်ဗာလေးရှိနိုင်သေးလဲညာပြောတယ်နော်ရှောက်ပြောတယ်ညာပြောတယ်အာယုံနောက်တယ်ရောင်းသမားတွေလာပြီဆိုအရန်အာယုံနောက်တယ်နော်စိတ်ပြက်စရာကောင်းတယ်ဒီလိုမျိုးတွေလည်းပြောကြတယ်နော် လိန်နေဖွင့်နော်လိန်နေလို့ညာပြောတယ်တော့လိန်ခံရမှာလို့ အဲ့ဒါလေးရှိကြတယ်နော်။နောက်အမြင်ကပ်ဖို့ကောင်းတယ်။မကြည့်စကလုံးတွေတော့အများကြီးပဲ။အဲ့တော့ sales နဲ့ sex ဆက်ဆက်နေတဲ့အပြူသဘောဆောင်သောစကလုံးတွေရဒီစကလုံးတွေ။ဘာကြောင့်လဲဒီလိုမျိုးပြောရလဲဆိုလို့အများက sales လို့ပြောလိုက်ရင်နော်ပဝန်းကျင်ကဒူးတူတူများများကဒီလိုစကားတန်တွေထွက်လာတတ်တယ်။ဟုတ်ပြီနော်ထွက်လာတတ်တယ်။အဲ့ဒီလိုမျိုးထွက်လာကြတာဟာ negative တွေဖြစ်ကြတာဟာဘာကြောင့်လို့ကျွန်တော်တို့ဒီကတဏ္ဍာတဏ္ဍာတွေထင်ပါတယ်လေ။ ဘာကြောင့်လို့ထင်လဲအကောင်းပြောတဲ့သူနည်းတယ်အဆိုးပြောတဲ့သူညာတယ်ကြည့်ကြည့်အောင်နော်လ ీల တွေ့ရှိမှု result တွေကအရ90ရာခိုင်နှုန်းတဝက်ပတဝက်တိတိပေါ့နော်တဝက်တိတိက negative words တွေ negative တွေတဝက်က negative တွေ20ရာခိုင်နှုန်းက normal words ပဲတာမန်ပဲပုံမှန်ပဲအဆိုးလည်းမဟုတ်အကောင်းလည်းမဟုတ်ပုံမှန်သဘောလိုပဲပြောကြတယ် 30%ကတော့ positive words အကောင်းပြောတဲ့စကားလုံးတွေအခုဒီတရားသူတွေကခုနကမျှဝေသွားတဲ့နှစ်ယောက်ဆိုလို့ရှိရင် sales နဲ့ပတ်သက်တဲ့ positive words တွေထွက်လာတယ်ဒါပါဆို30ရာခိုင်နှုန်းထဲမှာပါတယ်နော်လူနည်းစုကသာနော်ဒီ positive words တွေပြောကြအများဆုံးကြားရတဲ့အတန်တွေကတော့ negative words တွေကြားရတယ်ဟုတ်တယ်မလားအဲ့တော့ကျူကဈေးတယ်ဆိုရင်ထင်သေးတယ်ကျူကအယောင်သမားဆိုလို့ရှိရင်ထင်သေးတယ်ဒါမျိုးတွေလည်းရှိကြရှိကြ ရောင်းခံရတော့မယ်လာရောင်းတော့မယ်နော် sales call တွေလုပ်ပြီး sales presentation လုပ်ဖို့အတွက်ဖိတ်ခေါ်တာတို့ရှင်းပြတာတို့ဆိုတဲ့အခါမှာရင်ထဲမှာ positive ထက် negative တွေပိုများနေတတ်တယ်အဲ့တော့ကျွန်တော်တို့အယောင်သမားတွေအနေနဲ့ sales လုပ်နေတဲ့သူတွေအတွက်လူမျိုးစုံနဲ့တွေ့ရမှာနော်အကောင့်ပြောတဲ့သူတွေနဲ့လည်းတွေ့ရမှာတာမန်သူတွေနဲ့လည်းတွေ့ရမှာဖြစ်တယ်လို့အစိုးမြင်တဲ့ sales ကိုအစိုးမြင်တဲ့သူတွေနဲ့လည်းတွေ့ရမှာပဲကိုယ့်ရဲ့ဆိုင်မှာလည်းတွေ့ရမှာပဲဈေးကွက်ထဲမှာလည်းတွေ့ရမှာပဲ ပဝင်းကျင်မှာလည်းတွေ့လာနိုင်တာပဲနော်အဲ့ဒါဒီကြောင့်ကျွန်တော်တို့ကဒီအချက်လက်လေးတွေကိုကျွန်တော်တို့သိထားရမယ်ဘာကြောင့်အဲ့ဒီလိုမျိုးတွေဖြစ်နေတာလဲတဲ့နော်ကြည့်ဒါဆိုရင်ပြောကြည့်ကြည့်ပါဦး negative စကားလုံးတွေအဲ့လိုမျိုးတွေပြောကြတာဘာကြောင့်လို့ထင်လဲကိုထင်တာလေးကိုနည်းနည်းလေး share လေးလုပ်ကြည့်ကြည့်ပါလားကိုယ့်ရဲ့အတွေ့အကြုံထဲမှာเนาะကိုယ့်ရဲ့အတွေ့အကြုံထဲမှာ professional ကြတဲ့ စေးသမားတွေနဲ့တွေ့ခဲ့ဘူးလားတစ်ချက်ပေါ့နော်နောက်ဒုတိယတစ်ချက်က professional မဆန်တဲ့ခုနလိုမျိုးညာတာတွေရှောက်ပြောတာတွေဂျင်းထဲတာတွေချဲ့ကားပြီးတော့ပြောတာတွေပဆန်ရဖို့လောက်ပဲကြည်ပြီးတော့ပစ္စည်းကိုအတင်းထိုးရောက်တဲ့အယောင်သမားတွေ professional မဆန်သောမကျွမ်းကျင်သောအယောင်သမားတွေကြုံခဲ့ဘူးလားအဲအဲ့ဒီလိုမျိုးပေါ့အဲ့ဒီလိုမျိုးပဝန်းကျင်မှာဒီလို professional မဆန်တဲ့နော်အ ကျွမ်းကျင်မှုမရှိဘဲနဲ့ခုနလိုမျိုး mindset မကောင်းသောစိတ်ထားမကောင်းသောအယောင်သမားတွေနဲ့တွေ့ရပါကြုံရပါများလာတော့ဘာဖြစ်တယ်လဲဆိုရင်အယောင်ဆိုတဲ့အရာကိုပါ negative တွေမြင်သွားကြတယ်။ဟုတ်ပြီနော်။ဆိုလိုချင်တာဒီမှန်ကန်စွာ professional ကြကြရောင်းနိုင်နေဆိုရင်ရောင်းပြီးတဲ့အနောက်မှာတဲ့ customer တွေကစိတ်ကျေနပ်သွားရမယ်။ပျော်ရှင်သွားရမယ်။ပြီးတော့တင့်ကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုသူတို့ကပြောပါပြောသွားလိမ့်မယ်။သူတို့ကကိုယ်ကျေးဇူးတင်လို့ နော်စိတ်ချင်တဲ့ရုံးလို့ပေါ့အဲ့ဒီလိုမျိုးဖြစ်တယ်ခုနလိုမျိုးကျွမ်းကျင်မှုမရှိတဲ့နော်ဂျင်းထဲတဲ့ပေါ့ရှောက်ပြောတဲ့ professional မဆန်သောအယောင်သမားတွေနဲ့တွေ့ရင်ဝယ်ယူပြီးနောက်မှာ စိတ်လက်မအီမတာဖြစ်ရတယ်စိတ်ချင်တဲ့မှုတွေမရကြဘူးဟုတ်ပြီနော်စိတ်ပင်ပန်းရတယ်အဲ့ဒီလိုမျိုးတွေများလာတဲ့အခါမှာအယောင်ဆိုတာကိုစိတ်ထဲရနော်မသိစိတ်ထဲရနေလို့ဘာဖြစ်သွားလဲအယောင်ဆိုတာကိုကြောက်သွားကြတာရှိတယ် ဒါကြောင့်ဒီ past experience တွေနဲ့လည်းဆိုင်တယ်။ကိုကြုံခဲ့ဘူးတဲ့အကြောင်းသမားဟာတကယ်ကိုကြွမ်းကြွမ်းကျင်ကျင်နဲ့နော်ကောင်းကောင်းမွန်မွန်စိတ်ချမ်းသာအောင်အပြုံးလေးတွေနဲ့ဝန်ဆောင်မှုပေးရတယ်ဆိုလို့ရှိရင်ရောင်းချခြင်းမှာပျော်တယ်။ဟုတ်တယ်မလား။ဝယ်ယူရတာလည်းစိတ်ချမ်းသာတယ်။ကျေးဇူးတင်ပါတယ်ဆိုရယ်စိတ်လည်းဖြစ်တယ်။ခုနလိုမျိုးမကောင်းတဲ့အကြောင်းသမားတွေနဲ့တွေ့တဲ့အခါမှာစပြီးတွေ့ကြတဲ့ဟာစိတ်ဖိစီးမှုကိုခံစားရတယ်။ကျွန်တော်တို့လည်းစိတ်ဖိစီးမှုခံစားရတယ်။နော်။ကိုကလိုချင်လားမသိလိုအပ်လားမသိ သူကဘာဖြစ်လဲအတင်းကိုပဲသူပစ္စည်းကိုထိုးပြီးတော့ရအောင်ကျွန်တော်တို့စီကဘာပဲလိုချင်တာလဲဆိုတော့ပတ်စံပဲလိုချင်တာဟုတ်ပြီနော်အဲ့ဒီသဘောမျိုးတွေဖြစ်တယ်ဒီလိုမျိုးတွေကြုံမှများလာရင် sales ကိုကျွန်တော်တို့ကလန့်ကြတယ်ကြောက်ကြတယ်အခုလည်းရှိရင်လည်းရှိမှာပါအဲ့တော့အမှန်တော့ကျွန်တော်တို့က sales ကိုလမ်းရတာမဟုတ်ဘူး professional မကြတော့အယောင်သမားတွေကိုလမ်းရမှာဖြစ်တယ်။ဟုတ်ပြီနော်။ဆက်တော့ဒါကြောင့်ကျွန်တော်တို့ကကောင်းမွန်မှန်ကန်သောအယောင်သမားကောင်းတွေဖြစ်လာပြီးတော့ customer တိုင်းရဲ့ login ကိုစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးနိုင်တော်သူတွေဖြစ်လာမှသာလင် အောင်မြင်တဲ့ sales တွေအများကြီးဖြစ်လာမှာဟုတ်ပြီနော်ဆိုတော့ဒီလိုမျိုးတွေကြောင့်အဓိက negative လေးတွေကများနေကြရတာဖြစ်ပါတယ်ဆိုတော့ Jesus တင်ပါတယ်အားလုံးပဲအချိန်လေးချာလေးပေးပြီးတော့နားလဲနားထောင်နေဆွေးလဲဆွေးနွေးပေးတယ်ဆိုတော့အထူးပဲ Jesus တင်ပါတယ်ကျွန်တော်တို့ဒီနောက် zoom နေမကြရင်လည်းထပ်ပြီးတော့ဆုံပါမယ်နော်ဆိုတော့ခါအားလို့ဆိုတာအခုလိုမျိုး zoom လေးတွေနဲ့တက်လာပြီးတော့ ဒီကအာတဏ္ဍာတဏ္ဍသူတွေအတွက်အကောင်းဆုံးမျှဝေမှုလေးတွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီနော်။ဒီအားလုံးပဲခုနိုင်ပါတကယ်ကို professional ရောင်းသမားကောင်းနေစီးပွားရေးလုပ်ငန်းရှင်တွေအာဝင်ငွေတွေအများကြီးရှာဖွေနိုင်တဲ့နှလုံးသားလှတဲ့ရောင်းသမားကောင်းတွေဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။အားလုံးကိုအထူးပဲကျေးဇူးပါ